မင်္ဂလာပါရှင်ရောင်းကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စစ်အုပ်စုရဲ့တွေ့အောင်ရေကောက်ပွဲကိုကုလသမဂ္ဂကံကွယ်ရန်နဲ့ ICC တရားရုံးကမြောင်းလိုက်ကိုဗန်ဝရန်တွေအချိန်ကြာပြီလို့တန်အမတ်ကြီးဦးကျော်မော်တော်တိုက်တော်အကြပ်ဖက်မြန်မာစစ်အုပ်စုရဲ့တွေ့အောင်ရေကောက်ပွဲကိုကံကွယ်ကြောင်းကုလသမဂ္ဂထွေထွေညီလာခံနဲ့လုံခြုံရေးကောင်စီထုတ်ပြန်ချက်တွေကုလသမဂ္ဂလူခွင့်ကောင်စီရဲ့ဆုံးဖြတ်ချက်တွေမှထည့်သွင်းဖော်ပြခြင်းဖြင့်မြန်မာပြည်သူများနဲ့တူရည်တည်ကြောင်ပြသကုလသမဂ္ဂဆိုင်ရာမြန်မာမျိုးနဲ့ကိုယ်စားလှယ်တန်မှန်ကြီးဦးကျော်မိုးထွန်းကအကြံပြုတိုက်တွန်းနေ အော်တိုဘား28ရက်နေ့အမေရိကန်ပြည်သူနယူးယောက်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုကော်မတီရဲ့မြန်မာရေးအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲကိုယ်စားလှယ်တမ်းမကြီးဦးကျော်မထွန်းကအထက်ပါတိုင်းတောင်းဆိုလိုက်ပါတယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပေါင်းကုလသမဂ္ဂအဖွဲ့စည်းတဲ့ခုလုံးနေပြင်းနဲ့ဆယ်ဥစွဲအတွက်ရေကောက်ဖွဲ့ကိုကန့်ကွက်ချောင်းကိုအထွေထွေညီလာခံတဲ့လူ့ခွင့်ရေးကောင်စီဆုံးဖြတ်ချက်တွေလုံခြုံရေးကောင်စီထုတ်ပြန်ချက်တွေမှာထည့်သွင်းခြင်းအပြင်မြန်မာပြည်သူတွေနဲ့တူရတီချောင်းကိုခိုင်ခိုင်မာမာပြန်တာတင်ချောင်းတန်မကြီးကအကြံပြုလိုက်ခြင်းဖြစ်ပါတယ်။ ဆရာဆုကပြင်ဆင်တဲ့တွေ့ရရွေးကောက်ပွဲကလုံးဝအုပ်သုံးရုပ်တည်ခဲ့မဲ့တဲ့ဖြစ်တခဲနဲ့ဝါယုံကန့်ကွက်ကြမှာဖြစ်တယ်ကိုရှင်းလင်းစွာပြောကြားလို့ကြောင့်ဆရာဆုကရွေးကောက်ကံရတာဆိုတာကိုတရားမွေပင်ရှားကမတရားဆရာနာသိမ်းခဲ့ခြင်းဖြစ်ကြောင်းဥပဒေကြောင်းအရဖြစ်စေကျင့်ဝတ်သိက္ခာအရဖြစ်စေရွေးကောက်ပွဲခြင်းမှာပြုလုပ်နိုင်တဲ့တရားဝင်ခွင့်အာဏာမရှိကြောင်းတမ်မကြီးကအရှင်းပြတယ် စင်စုကပြည်သူများအပေါ်မှာလူမဆန်စွာစစ်မှတ်ပြုနေပြီးလူခွင့်ချိုးပါမှုတွေကိုစနစ်တကျအလုံးလုံးကျွတ်ကျွတ်ကျဉ်ကျပြင်းပြင်းကျူးလွန်နေ၎င်းရဲ့ရေကောက်ပွဲကိုခေါ်တဲ့နီလန်မှာတရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်မဟုတ်တကယ်တော့မှန်ကန်တဲ့ဖြေရှင်းနည်းလည်းမဟုတ်ကြောင်းလွတ်လပ်ရေးတရားမျှတတဲ့မဲရွေးချယ်ပြုမှုတွေအခြေခံကြတဲ့အခြေအနေတွေမရှိနိုင်ငံရေးပါတီများစုမှလည်းဖြတ်သိမ်းကဏ္ဍရလူအရင်းလုံးနဲ့ ပြည်တွင်းနေရဲစွန်ကားတပြေတိန်ရှောင်နေရခြင်းနေရနဲ့ပလီဘက်ကားတွေဖြစ်ပွားနေခြင်းစေအုပ်စုမှအကြောက်တရားနဲ့တင်းကျုံနေခြင်းနဲ့နိုင်ငံသားတွေရဲ့နိုင်ငံရေးအခွင့်အရေးကိုကန့်သက်ခံထားပြီးလွတ်လပ်စွာထုတ်ပေါ်ပြောကြားခွင့်ကိုတင်းကျုံထားခြင်းတို့လည်းဆက်လက်ဖြစ်ပေါ်နေကြဥကြုံမထုံကဆက်လက်ပြောဆိုရင်စီအစုံနေပြနိုင်ငံရဲ့အနေမြေ30ရာခိုင်နှုန်းအောက်ကတင်ကျုံထားနိုင်ကြ။လက်ရှိချိန်နေအောင်မှာကျင်းပရွေးကောက်ပွဲကမြို့တော်မှာလွတ်လပ်များတိုင်းအလုံးပောင်းဝင်နိုင်ပြီးရှိမီမဟုတ်ပဲလိမ့်လည်လှည့်ပြလုပ်ငန်းစဉ်သားဖြစ်ကြောင်း ထို့ကြောင့်မိမိတို့နေပြင်ဆင်ဆွဲကြော့ခွင်းထောင်ချောင်းတွင်ကိုမြည်သူများကြောက်ရွံ့မရကြောင်းထို့အတူ၎င်းတို့ရဲ့ဝါရမိုင်းတိုက်ခြင်းတရင်မှနဲ့ယုတ်တိယုတ်တံမရှိတဲ့ချက်လက်တွေပြောင်းဝင်ကြောင်းမှာဥတီကြမပြောင်းဆောင်တင်ကြောင်းတမန်ကြီးကသတိပေးတယ်မြမကြီးကိစ္စအဖြစ်ရှင်အတွက်နင်းနာသူတွေအတွက်တရားမျှတမှုပေါ်ဆောင်ကတရားခဏ်ရဲ့ပြစ်ဒဏ်ကင်းလွန်နေမှုကိုအပိတိုင်ချုပ်ညီရမည်ဖြစ်ကြောင်းလူခွင့်ရေးမဟာမင်းကြီးမှတောင်းဆိုထားတဲ့အတိုင်းလွန်ကျွေးကောင်စီနေဖြင့်မြမကြီးကိစ္စတစ်ခုလုံးအလုံးစုံကိုနိုင်ငံတကာရာဇဝတ်ခွင့်ရုံကိုလွှဲပြောင်းတင်တဲ့၎င်းကထလောင်းတောင်းဆိုတယ် နိုင်ငံတကာရာဇဝတ်ခုံရုံးဆွေးနွေးရှင်တွေကလည်းမြောက်လျောက်ဘန်ဝရတ်တွင်2024ခုနှစ်ကတောင်းဆိုခဲ့တဲ့ပုံမှာလဲကြိုဆိုတောက်ကန်ကြောင်းနိုင်ငံတကာရာဇဝတ်ခုံရုံးနေဖြင့်လဲမြောက်လျောက်ဘန်ဝရတ်ထုံရချင်းကကြာတင်နေပြီဖြစ်ကြောင်းအိန္ဒိယဖြင့်ရာဇဝတ်သားများနေဖြင့်၎င်းတို့ကျွလုံနဲ့လူမဆန်တဲ့ရာဇဝတ်မှုတွေအတွက်လွတ်လပ်မရှိကြောင်းကိုပြတ်သားစွာတင်ပြစကားပါနိုင်ဖြစ်ကြောင်းဆက်ပြောတယ်။ မြမရေကိစ္စအဖြစ်ရှင်ပြည်သူစန္ဒာနဲ့ညီလှူဆောင်ခြင်းကသာလင်းပြည်ဆောင်ကုံလုံးနဲ့နိုင်ငံရေးလည်းဖြစ်စေသူပြားဆရာနာရှင်စနေနဲ့မတရားဆရာနာသိမ်းမှုလို့ကြာရှုံးရင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုထူထောင်ရေးအတွက်အားထုတ်ကြိုးပမ်းရမည်ဖြစ်ကြောင်းနိုင်ငံတော်ဘက်မှကြံဖတ်မှုတွေချုပ်ငိမ့်စဉ်လိုအပ်နေသူတွေဒုသဖြင့်ပြည်ပကတန်တင်နေရတဲ့ထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအဟံတာမရှိပို့ဆောင်နိုင်ရန်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းဆိုခြင်းနဲ့သမရဝင်းမြေတော်ပါဝင်နိုင်ငံအကျဉ်းသားတွေအားလုံးကိုချက်ချင်းပြန်လုပ်ပေးရန် မြန်မာနိုင်ငံရှိပြည်သူအားလုံးခြေကလှုပ်ခွင့်ရေးကန်စားခွင့်ရနိုင်မဲ့အခြေအနေတွေဖန်တီးပြန်တောင်းဆိုလို့တို့မှသာအားလုံးပါဝင်မှုရှိတဲ့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုစီကိုဦးတည်သွားနာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံအဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုလမ်းကြောင်းမှတ်ပေါ်ကိုပို့ဆောင်နိုင်မှုယုံကြည်ကြောင်းအသံမှတ်ကြီးကပြောဆိုတဲ့ ဆက်လက်ပြီးကမ်ဘလူမြို့နယ်စပယ်နန်းသာရွာပြူစော်တီစစ်စင်ခေကစစ်သားနယ်ပြူစော်တီကအသက်၁၆နှစ်ရွယ်မရှင်ရှင်လက်ကိုအုပ်စုဘက်မှနေပြူကျင်မိမိရှုတပ်ပြန်စကိုင်းတိုင်းကမ်ဘလူမြို့နယ်စပယ်နန်းသာရွာပြူစော်တီစစ်စင်ခေကစစ်သားတွေကအသက်၁၆နှစ်ရွယ်မရှင်ရှင်လက်ကိုမနေပြူကျင်မိမိရှုတပ်ပြန်ခဲ့ကြောင်းကမ်ဘလူကအမှတ်တော် PDF တိုင်ထောက်လိုက်တောင်းကန်ကပြောရင်အော်တိုဘလ၂၀ကျွဲနေမနက်၉နာရီခန့်မှာကောလင်းမြို့နယ်ပေကုံရွာမှာနေထိုင်တဲ့၁၆နှစ်ရွယ် ရှင်းရှင်းလက်နဲ့တငယ်ချင်းဖြစ်သူတို့မြို့သမီးတအုပ်ကရွှေဘုံမြို့ကိုလှုပ်သွားရောက်လောက်ကရင်ဆိုင်ကယ်နဲ့လာအောင်စင်ကပ်လို့မြို့နယ်စပယ်နန်းသားရပြူစောတိဆက်စင်ကိတ်ကစစ်သားတွေကဖမ်းဆီးခဲ့ခြင်းဖြစ်တဲ့ထို့သို့ဖမ်းဆီးပြီးနောက်မတ်ရှင်ရှင်လက်နဲ့တငယ်ချင်းဖြစ်သူတို့ကိုတနည်းအားစီခွဲပြီးကျောင်းလောင်ခဲ့ပြီးနောက်မတ်ရှင်ရှင်လက်ကိုစစ်သားနဲ့ပြူစောတွေကအုပ်စုဘက်မတိန်ပြူခြင်းကမီရှင်တပြက်ခဲ့ကြောင်း၎င်းတို့ဖမ်းဆီးတိုင်းမတ်ရှင်ရှင်လက်တငယ်ချင်းဖြစ်သူတို့မြို့သမီးကစစ်သားနဲ့ပြူစောတွေရဲ့အလင်မှာထွက်ပြေးလာကြောင်းလူမြောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပြူစောတိကိတ်မှာမတ်ရွှေရွှေလည်းနဲ့တငယ်ချင်းဖြစ်သူအမျိုးသမီးတို့စီးနေလိုက်ဆိုင်ခဲ့တဲ့စီနဲ့ဖုန်းနှလုံးကိုစစ်သားနဲ့ပြူစောတိကလှုပ်ရယူဆောင်ထားကြောင်းသိရတယ်။အလားတူတူဘာလဆက်ချာအနေနဲ့ကိုနိုင်ခန့်ချင်းကပ်လူမျိုးနဲ့ရွှေဘုံမြစ်ကျင်းသာလမ်းပိုင်းရှိစပယ်နဲ့သာပြူစောတိတိုင်းစကန်ကနေဂျပန်စစ်သားတွေကကောလင်းမျိုးနဲ့ညောင်ကုန်းကျေးရွာမှာတန်းဆန်တဲ့ဘက်ကိုကထိန်ခေရန်သွားတဲ့ဦးကျော်မျိုးနဲ့ဒေါ်အေးမောင်ရူလင်များနဲ့ကိုဖန်စီခဲ့ကြတယ်။ ရှင်တို့ဖန်စီပြီးနောက်တော်အိမအကိုမတိုင်းကျင့်တက်ပြပြီးတော်အိမဝစ်စင်ထားတဲ့ဆွဲတီပါရွှေစက်ကျွနကိုတစ်ချက်သာရွှေကဲတကုနကဲတကု၎င်းတကုစုစုပေါင်းရွှေသုံးချက်သားနဲ့ငွေသားခုနှစ်သိန်းဖုံးသုံးလုံးဆိုင်ကတစီတို့ကိုလိုရခဲ့ပါတယ်။ ဆက်လက်ပြီးဝက်လက်မြွတ်နယ်တွင်ကိုစစ်ကြောင်းတို့နဲ့စစ်တပ်ကိုကြောင်ပြတိုက်ခိုက်မှုစစ်သားစစ်ကြောင်းအသေးဆုံးပြီးအလောင်းတချို့နဲ့လက်နက်ကန်ကျော်သိမ်းစီအားရှိဇကိုင်းနယ်ဝက်လက်မြွတ်နယ်တွင်မှာရှိတဲ့ကျင်းအရီကိုစစ်ကြောင်းတို့နဲ့ဂျပန်စစ်တပ်ကိုကြောင်ပြတိုက်ခိုက်ရာစစ်တပ်ဘက်ကစစ်ကြောင်းအသေးဆုံးမျိုးစစ်သားအလောင်းတချို့တနက်တလန်နဲ့ကဲများသိမ်းစီအားရှိကြောင်းအနွေဦးအောင်ပွဲမှာတောင်းရှိသူကပြောတယ်အော်တိုဘာလ21ရက်နေ့26နှစ်တိအရာတော်မျိုးနဲ့တလဲပါပြူစော်တီကြာမှထွက်လာတဲ့အင်အားတရာခန့်ပါစစ်တပ်စစ်ကြောင်းကဝက်လက်မြွတ်နယ်ကြောက်ကွန်ရောင်ကိုဝင်ရောက်စင်းနေပြီးပြည်သူ့ဘဝပြည်စီကိုခိုးယူတဲ့ဆောင်နေစဉ်တော်လိုက်တဲ့ဖော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ် ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကစစ်သားနှင့်ပြူစော်တိစက်ကြောင်တိစုံက30အထိကိတရရှိခဲ့ကြောင်းတနတ်တလက်နှင့်တူခဲအများသိရှိရရှိကြောင်းထိုပြင်စစ်သားတွေကလူသားတိုင်းဖြစ်ပန်းစီတာပြည်သူလေးကိုကွဲထုတ်နိုင်ခဲ့ကြောင်းသိရသည်အဆိုပါတိုက်ခိုက်မှုကအမှတ်1နှစ်လေးရွှေဘိုတိုင်ရင်ဝက်လက်မြို့နယ်ဘာကာဘရွှေပန်းကုန်းတိုင်နယ်ဘာကာဘ9000ကျားဖွဲ့ရွှေဘိုခဲဒရုန်းဖွဲ့ကြီးကံမရွာဒရုန်းဖွဲ့ မဆိုင်တော့ drone ဖွဲ့တဲ့ဘက်ကပါတယ်ပူပေါင်းဆောင်ရွက်ခဲ့ပြီးဒေါ်လင်းရဲဘော်တွေထိခိုက်မှုရှိပြောလဲဆောက်ကနိုင်ခဲ့ကြအောင်တိုက်ပွဲဖြစ်ပွားပြီးနောက်ဂျက်ဖက်စစ်တဲစစ်ကြောင်းကအရာတော်မျိုးနဲ့တလဲပါပြူစော်တီကြောင်းကိုပြန်လဲဆောက်ကသွားကြောင်းသိရပါတယ်ပြည်သူလူထုရဲ့အသက်အဝေးစီးစိမ်တွေကိုလူယူဖြည့်ဆည်းတပ်ဖြတ်ဂျက်ဖက်စစ်တဲစစ်ကြောင်းနယူဒေါ်လင်းအရာစုများအနေဖြင့်တိုက်ခိုက်ခြင်းမှာမှာစစ်စီလုံးလုံးပါဝင်ဆောင်ရွက်ပေးကြတဲ့နယူဒေါ်လင်းကအသိပေးလို့ဆိုရတဲ့ ဇလဘီတရနယ်လီစောက်ကောင်မဲမိုးကုံမြို့ကိုပြည်သူ့ကာကွယ်တပ်မတော်တဲ့တပ်ဖွဲ့အလုံးကပူးပေါင်းကာကွယ်မယ်လို့ကြေညာချက်တွေစလိုက်ထုတ်ပြန်တရနယ်လီစောက်ကောင်မဲမိုးကုံမြို့ကိုပြည်သူ့ကာကွယ်တပ်မတော်တဲ့တပ်ဖွဲ့အလုံးကပူးပေါင်းကာကွယ်မယ်လို့ယုံကြည်ချက်တွေကြေညာချက်တွေစလိုက်ထုတ်ပြန်လျက်ရှိပါတယ်လက်ရှိမိုးကုံမြို့မှာဖြစ်ပေါ်နေတဲ့အခြေအနေအရမြို့သူပင်ခက်ခဲတဲ့ကြောင့်တွေ့စေကမှုမိုးကုံမြို့နယ်ဘက်ကပါအနေဖြင့်မြို့နယ်အတွင်းမှာခြေပြူတိုင်းတဲ့တပ်ဖွဲ့တွေညီကိုတိုင်းတပ်ဖွဲ့တွေတော်လိုက်တပ်ဖွဲ့တွေပြည်သူများနဲ့ဒုလက်တွဲပြီးမိုးကုံမြို့ကိုစစ်ကောင်မရှင်လက်အောက်မကျရောက်စေကာကွယ်တောင်းပြီးဖြစ်ကြောင်းမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကပါကတတိပေးတဲ့ မောကပြည်သူ့ကာကွယ်ရေးဖွဲ့မကုတ်ဘကဘကတော်လိုင်းခေကြာပြည်သူလူထုရဲ့အကူအညီထောက်ပံ့မှုနဲ့ရည်တည်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးလက်ရှိချိန်ထိပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဆက်လက်ရည်တည်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းတော်လိုင်းဘုံမှာစဉ်တစားအာသုံခွန်ဆိုင်နဲ့ကြိုးစားခဲ့ကြသလိုအမြင့်မှုတွေကိုလည်းမဟာမိတ်တပ်ဖွဲ့တွေညီကိုတပ်ဖွဲ့တွေနဲ့တူအောင်ပွဲတွေဆင်နွှဲနိုင်ခဲ့လို့ဆိုရတယ် ဒေါ်လိုင်းအရာစုတွေကစုမုံထိန်ချုပ်ထားတဲ့နေမြေတွေကိုကြက်ဘက်စစ်တပ်လက်ပြန်မရရင်တနိုင်ငံလုံးစစ်ကျင်ပွားမှာအကျွမ်းမဲ့လွတ်မြောက်ရတဲ့ပြည်သူလူထုလူလာတောင်းတဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်တည်တည်ဆောင်ကတိုင်တိုက်ပွဲဝင်သားမျိုးကလေးဒေသပြုပါကြောင်း ိရပါတယ်အအားတူပြည်သူ့ကာကွယ်တပ်မတော်တရားရုံးပြောကဆင့်ကိုတပိတ်ချင်းနှမြေကံများစွာပါဝင်အားများစွာနဲ့စုဖွဲ့ထားတဲ့အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝင်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကိုကဲမှုအောင်မှာရှိပြောပြစ်တင်တဲ့ညီမန္တလေးတိုင်းတွင်ရှိနှမြေရဲ့ဒေါ်လိုင်းဆိုင်လုပ်ငန်းတွေမှာအင်အားပြည့်နဲ့ကြိုးစားစာနေရရှိကြောင်းသိပေးတယ်နယူတွန်လေကိစတင်ခဲ့ခြင်းကစပြီးကနအသည်တီကနေဒုဒကလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုတ်မြို့ပောင်ဝင်လွမြောက်နယ်မြေများစွာကိုစုံမနိုင်တဲ့အထိတွန်လေကိကိုအောင်မြင်မှုများစွာနဲ့ရှောင်လန်းနိုင်ခဲ့ကြောင်းပြည်လူရွယ်နဲ့ပြည်သူကာကွယ်တပ်ဖွဲ့ကလည်းထုတ်ပြန်နေ အကြမ်းဖက်စစ်တပ်ရုံမှရဲစံမှုမျိုးစုံကောက်ကျင်စင်လဲမှုမျိုးစုံနဲ့တိုက်ခိုက်ချိန်မုန်းနေတော့လဲတော်လင်းရေပေါ်တွေအနေနဲ့တွန်းဆုပ်ကြောင်းုံချင်းအလင်းမရှိပဲဆက်လက်တော်လမ်းဖြစ်ကြောင်းသိပေးတယ်။တော်လင်းခီးတခြားမြို့တွင်ပင်ခက်ခဲအချို့ကိုနေကြောင်းအသည်ဖြစ်စဉ်ရှိမဲ့ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်စီတို့မမိတ်မတုံမဆုတ်တန်းဆက်လက်ကြီးတက်သွားပြီဖြစ်ပြီးတော်လင်းအောင်မြင်တဲ့ဒီမှာမိတ်တွေနဲ့ဆက်လက်ကြီးတက်တိုက်ပွဲဝင်သွားပြီဖြစ်ကြောင်းပြည်နှင်ကံပြည်သူ့ကာကွယ်တပ်ဖွဲ့ကလေးသေစာပြုထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။